မင်္ဂလာပါရှင်။ဝတ်သားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NASA ကတက်တွေဟာဆင်းမျက်နှာအသေးသေးမှာတံပြန်တိုက်ဆဲစင်နေမှုအပြင်နံပြေရှင်းလင်းခြင်းတွေကိုလှုပ်ဆောင်ရဲရှိနေရာအောင်ပွဲတွေရယူထားနိုင်တယ်လို့သိရပါတယ်။ဒေသပိုင်းထဲမှာတော့မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့လက်မကွန်ရဲမှာစီးရဲနဲ့နိုင်ငံရေးအကြောင်းတွေကိုတောင်းတဲ့ရေးသားနေရဲ့ဦးတုံမင်းကနှောရထားရေးသားထားတဲ့ ပြောင်မြောက်တဲ့စင်နီပြူဟာခေါင်းစဉ်ပေးထားတဲ့ post ကိုဖော်ပြပေးသမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့ Ota Media Channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမန္တလေးတိုင်းနဲ့ရှမ်းမြောက်မှာဖြစ်နေတဲ့စစ်ပွဲတွေအကြောင်းကိုဖော်ပြသွားပါမယ်။ဒါကိုပြီးခဲ့တဲ့ရက်ကစစ်ပွဲအကြောင်းစန်းကျင်ဘက်အင်အားစုတွေစီကရတဲ့စစ်ရေးနဲ့ ဖြစ်လာနိုင်ွယ်ရှိရဲ့စရေးအခြေအနေဆိုပြီးတော့အပိုင်းသုံးခုခွဲပြီးရေးသွားဖော်ပြသွားမှာပါ။စားရရင်ပေါ့ခင်ဗျာ။နေရာဆောင်ကပြည့်ခတ်တံတွေစုညံနေရဲ့လေကြောင်းလက်နဲ့ကြီးဒရုန်းပုံးတွေကိုနေရာဆောင်ကပြည့်ခတ်နေရဲ့ဒရုန်းလေကြောက်ရအောက်လေကြောက်ရအပေါ်ဝဲနေရဲ့လေရင်လေကြောက်ရနေကိုကောင်းပေါ်ကြမလာဖို့ပဲစွတောင်းနေရပါတယ်ဆိုပြီးတော့အော်မတီးရွာခန်တယောက်ကပြောလာပါတယ်။ဒီအချိန်မှာအင်ဝိုင်းတကြားစက်ထဲမှာ ဆေးရှောင်တွေနဲ့ရောနေတဲ့တနို PDF တွေစီကိုတမ်ရော်ဘက်ကပေးပို့တဲ့စာတက်ဆောင်ဆိုပြီးပေါ်ထွက်လာတယ်။ဒီစာထဲမှာအင်ဝိုင်းတကြားဆက်ထဲမှာဆေးရှောင်တွေနဲ့ရောနေတဲ့ DBLA ညီငယ်ညီမငယ်တွေကိုသိစေချင်တာကမင်းတို့ရဲ့နာမည်နဲ့ရုပ်ပါတွဲပြီးစာရင်းရထားပါပြီ။နောက်ဆုံးအနေနဲ့တတိပေးပါတယ်။ဖုန်းထဲကအချက်လက်တွေဖြတ်ပြီးနှီးစက်ရတက်ကိုဆက်သွယ်ပြီးလက်နဲ့ချပါဆိုပြီးပေါ်ပြထားတာမျိုးဖြစ်တယ်လို့သိရပါတယ်။အဲဒီစာထဲမှာဆစ်ရှောင်နဲ့ရောနေရဲ့ ဓနု PDF အင်အား200နီးပါးရှိကြောင်းသိရပါတယ်။ဖော်ပြပါရကနောင်ချိုစစ်မြေပြင်ကရတဲ့တည်ရင်ဖြတ်ပါတယ်။ဒါဟုတ်ရင်နောင်ချိုမြို့သိမ်းဖို့ကိုတမတော်ကအပြင်းထန်စစ်ထိုးနေကြောင်းသိတာနေပါတယ်။နောင်ချိုနဲ့ပတ်သက်ပြီးနောက်ဆုံးရရှိတဲ့တည်ရင်ကတော့နောင်ချိုမြို့အနီးကအမှတ်6ဒုံးတက်ရင်တဲ့တမတော်စစ်ကြောင်းတွေရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ကြောင်မဲမြို့ထဲမှာတော့ဇွန်လ24ရက်နေ့နဲ့ဇွန်လ28ရက်နေ့မနေ့ပိုင်းမှာကြုံခဲ့ရတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်လန်နဲ့ကအဖွဲဖြစ်တဲ့ TNL တပ်ဖွဲ့ဝင်တွေ၆ချားနေရလို့သိရပါတယ်။ပြောရရင်ဇော်လာ24ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုမှာ TNL အဖွဲကကြောက်ပုံနဲ့ရွှေတောင်ဦးဆောင်အဖွဲမှ15ဦး။ TNL အဖွဲကျော်ဦးဦးဆောင်အဖွဲမှ73ဦး။ TNL အဖွဲကကိုအေးဦးဆောင်အဖွဲမှ21ဦးနဲ့စုစုပေါင်း TNL 49ဦးအနှိမ့်ဆရောက်သွားကြောင်းသိရပါတယ်။အဲဒီနောက်ဇော်လာ28ရက်နေ့ညတက်ကောင်ရန်အချိန်မှာပဲ တမ်းမတော်လေက Jet Fighter တစ်စီးဟာကြောင်မဲမြို့ပေါ်ကိုထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။အဲဒီလေကြောင်တိုက်ခိုက်ခဲ့နေရာကတော့ကြောင်မဲမြို့ခုနှစ်ရက်ကွယ်မြောက်ကုန်းဆောက်လုပ်ရေးဝန်းထဲကိုဖျက်ပါတယ်။ဒီဝင်းထဲမှာကိုလိုနီခေတ်လက်ရာအိမ်နီတင်းနှလုံးရှိပါတယ်။ဒီအိမ်နီတင်းနှလုံးကို အရာရှိရိတ်သားဆိုပြီးတော့ခေါ်ပါတယ်။အဲ့ဒီအရာရှိရိတ်တာအိမ်နီတီးနှလုံးထဲမှာတော့ဇွန်လ24ရက်နေ့ကစံပြထမင်းဆိုင်နဲ့ TNL တပ်ဖွဲ့ဝင်တွေထမင်းစားနေတော့ လေတောင်းတိုက်ခိုက်ခံရချိန်မှာစံပြထမင်းဆိုင်အနေကစံခိုင်ရေးကာဝင်းအပေါ်တက်မှာခိုးအောင်ခဲ့တဲ့ TNL တပ်ဖွဲ့ဝင်တွေရောက်ရှိနေပါတယ်။ဇော်လာ28ရက်မှာပဲအင်ဒီဒီနှလုံးကိုတမ်းမတော်လေကဂျက်ဖိုက်တာနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့် TNL တပ်ဖွဲ့ဝင်25ဦးမိုးမျော်သွားပါတယ်။ဒါကြောင့်အကြောင်းမဲမျိုးမှာ TNL ကအသုဘ6ဝဲရီနဲ့နိုင်နိုင်ဆိုင်ဆိုင်ကျင်းပနေကြပါတယ်။ရုပ်ကံတွေပေးပို့လာတဲ့ထိခိုက်ကြဆုံးခဲ့သူရဲ့ဓာတ်ပုံတွေမှာ တရနယ်လီအကြီးပိုင်းရဲ့ဓာတ်ပုံတပုံပါနေပါတယ်။ဒါကြောင့်ကြောင်မဲမြို့ပေါ်မှာတရနယ်လီတပ်ဖွဲ့ဝင်တွေ၆ချနေရလို့ဖော်ပြရခြင်းဖြစ်ပါတယ်။မန္တလေးတိုင်းထဲကမတရားမြို့နယ်နဲ့စင်ကူးမြို့နယ်တွေကိုတမ်းမတော်လေကအပြင်းထန်ချိန်မုံနေပါတယ်။တချိန်တည်းမှာပဲတပိတ်ကျင်းမြို့အနီးက၆မိုင်ရွာဝန်းကျင်ကိုလပခစစ်ကြောင်းတွေရှင်းလင်းနေရတွေ့ရတယ်။စစ်မြေပြင်က ပေးပို့လာတဲ့ဗီဒီယိုဖိုင်မှာစိတ်မချမ်းမြေပွေရာတရနယ်လီရဲ့အတုပရုပ်ကောင်တွေအများပြားတွေ့ရပါတယ်။ ဖော်ပြခဲ့တာတွေကမြေပြင်ကရရှိတဲ့သတင်းတွေဖြစ်ပါတယ်။ဆက်လက်ပြီးတော့မန္တလေးတိုင်းနဲ့ရှမ်းမြောက်မှာဖြစ်နေတဲ့ TNL ထောက်လန်းရေးအဖွဲ့ကပေါ်ကြားလာတဲ့သတင်းတချို့ကိုဖော်ပြသွားပါမယ်။ဒီသတင်းကို TNL တောက်ဖွဲ့ဝင်တဦးပေးပို့ထားလည်းဖြစ်ပါတယ်။ NASA ကတက်တွေဟာမန္တလေးတိုင်းနယ်ကမတရားအရှိချမ်းကိုမြေပြင်တက်တွေစိတ်ကြိုက်ရွှေပြောင်းမှုမလုံးနိုင်တဲ့အတွက်လေကြောင်းကတိုက်ခတ်နေတာဖြစ်ပါတယ်။တပိတ်ချင်းတွင်းငယ်တဲ့ချောင်းမိုင်ရွာဘက်ကိုလည်းအင်အားဖြည့်တင်းမှုတွေစက်တိုက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ တင်းငယ်ဘက်ကိုမန္တလေးကနေမြေပြင်အင်အားဖြစ်တင်းလို့မရတဲ့အတွက်သခိုင်းတိုင်းကနေပတ်ပြီးပို့ဆောင်လျာမြင်ရပါတယ်။ ARR မြေကြောင်းအတိုင်းစံတက်လာတဲ့စည်ရင်အုပ်စုကဗမော်စစ်မြေပြင်ကို လာဖို့ဖြစ်နိုင်စေနေပါပါတယ်။စံဘဲငကိုစိတ်ကမ်းမှာရှင်းလာပြီးမိုးကုတ်ထိုးစစ်အတွက်ပို့ပြီးတော့နှိစက်ပါတယ်။မန္တလေးတိုင်းမြင်းကြံကနာမည်ကြီးပြည်သူစစ်ခေါင်းဆောင်တီရာယုမွန်ပါတဲ့စစ်ကြောင်းဟာညအိုးကားလန်းပိုင်းမှာရှိတဲ့စင်တဲဝတရားထိတ်ကိုအရင်ရောက်လာပါတယ် ဒီကနေထန်းပင်ကန်ရွာအနောက်ကယူကလစ်တော်တန်းထဲမှာတက်ဖြောက်အခြေပြုနေပါတယ်။ဒေတာကဇွန်လ26ရက်နေ့မှာအဲ့ဒီအခြေပြုနေရာကနေ60မမစိန်ပြောင်းနဲ့တီးပင်ကုန်းရွာဘက်ကိုပြစ်ခတ်တိုက်ခိုက်ထားခဲ့ရရှိပါတယ်။အဲ့ဒီစစ်ကြောင်းကကန်တော်မင်းကျိုဘက်ကိုစစ်ကြောင်းထိုးနိုင်ခြင်းရှိပြီးငတရောင်းမြို့တွေကထွက်လာမဲ့စစ်ကြောင်းနဲ့ပူးပေါင်းနိုင်ခြင်းရှိပါတယ်။တဲချိန်ထဲမှာပြည်ဦးနေမြို့တွေကိုအင်အား150ခန့်ပါတဲ့စစ်ရင်တန်း9စီးဝင်လာတာရှိပြီးတော့ အော်မတီဘက်ကိုဆက်ပုတ်အောင်မယ်လို့ယူဆရတယ်။တပိတ်ချင်းတတကခနှစ်တမာတော်လေးချင်းအကြောင်းကိုလည်းဇွန်လ25ရက်နေ့မှာ MI Something အမျိုးအစားရဟတ်ရှင်နဲ့အင်အားဖြည့်တင်းကြရတွေ့ရပါတယ်။အထက်မှာဖော်ပြခဲ့ရပြီက TNL ထောက်လန်းရေးနဲ့မန်တိုင်း PDF ကပေါက်ကြားလာတဲ့လျှို့ဝှက်ချက်တွေဖြတ်ပါတယ်။ဒါကိုသက်ဆိုင်ရာကမှတ်မှတ်အတည်ပြုဖို့လိုပါတယ်။တရားရှိထားတဲ့ဖော်ပြပါအချက်လက်တွေပေါ်မှုတည်ပြီးတော့ လက်ရှိမြေပြင်မှာဖြစ်နေတာတွေနဲ့သုံးသက်သွားထားတာဖြစ်ပါတယ်။စံကျင်မဲ့အင်အားစုတွေစီကဒတင်းအရာဆိုရင်မောကောင်းမျိုးကိုစစ်ထိုးဖို့တမ်ရော်ဘက်ကပြင်ဆင်နေရာသိတာထင်ရှားနေပါတယ်။ပြီးတော့သူတို့စီကဒတင်းတွေကို လေ့လာရင်မြေပြင်အခြေအနေနဲ့ဆက်ဆက်နေရာတွေ့ရပါတယ်။နောက်တစ်ခုကမြေပြင်အခြေအနေဒတင်းနဲ့ပတ်သက်လာရင်သူတို့ကလက်အိုးမှုရနေပါတယ်။ဒါကြောင့်သူတို့စီကရတဲ့တည်င်းနဲ့မြေပြင်အခြေအနေတွေကိုပေါင်းဆက်ဖော်ပြပေးတော့ပါမယ်။ ဒါမှသာမွေးကုတ်ဒေတာကန်တွေအဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်နိုင်ပါလိမ့်မယ်။ပြောရရင်တော့မန္တလေးကနေတက်လာတဲ့တမ်တော်ရှိကစစ်ရရင်အုပ်စုဟာဗတ္တရာစင်ကိုတပိတ်ချင်းစားတဲ့မြို့နယ်တွေကို AR မြစ်တလျှောက်စုံစမ်းပြီးရှင်းလင်းမဲ့အခြေအနေရှိပါတယ်။စမ်းကြယ်ဘက်အင်အားစုတွေဖော်ပြတဲ့စမ်းဘက်ငကိုမြစ်စိတ်မှာအခြေချပြီးမိုးမိတ်မိုးကုတ်ဘက်ကိုစစ်ထုံးမဲ့စစ်တောင်းတွေကိုနောက်ကနေရန်ထားမဲ့သဘောမြင်ရပါတယ်။ဒါကဘီဟာမြောက်စစ်ထုံးမဲ့သဘောပါပဲ။ ရှင်းအောင်ပြောရရင်တော့မန္တလေးအထက်က ARE မြစ်တကြောကိုစိတ်ရရင်အုပ်စုနဲ့ထိမ့်မယ်။ပြီးရင်မြေပြင်စစ်ကြောင်းတွေကနယ်မြေသိမ်းစစ်ပွဲဆင်နွှဲမယ်။ပြီးရတဲ့တပ်မတော်လေကမြေပြင်ကပေးပို့တဲ့ပြစ်မှတ်တွေကိုချိန်မုံမယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒီကြားထဲမှာမြေပြင်စစ်ကြောင်းတွေတွဲထားတဲ့ drone အဖွဲ့က drone ဘုံနဲ့ချိန်မုံတာမျိုးလှုပ်လာပြီးတော့လက်နက်ကြီးအဖွဲ့ကအဝေးကနေပြစ်ခတ်တာနဲ့အတူရန်ရာတက်ပါတပါးတဲ့စစ်စင်ကြီးဆင်နွှဲပါလိမ့်မယ်။ ဒါကိုညာဦးနယ်ထဲမှာမြင်နေရပါပြီ။ဒီနေ့သားမှာစံပယ်နဂိုမြစ်စိတ်ကအရေးပါလာတာအမှန်ပါပဲ။ဒီနေရာမှာစံပယ်နဂိုမြစ်စိတ်ရဲ့ဒီနေရာနဲ့ပတ်ဝန်းကျင်အခြေအနေကိုသိထားဖို့လိုပါတယ်။စံပယ်နဂိုရွာကတပိတ်ချင်းမြို့အထက်ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ကျေးရွာအုပ်စုအဆင့်ဓာကြီးဖြစ်ပါတယ်။စံပယ်နဂိုအုပ်စုထဲမှာညောင်ရင်ရွာ၊မတ်တော်မှုရွာ၊အုံးပိုင်ရွာ၊ကြောက်ကြီးရွာဆိုပြီးတော့ရွာ၅ရွာပေါင်းဝင်ပါတယ်။စံပယ်နဂိုရွာကိုကားလန်းကနေသွားမယ်ဆိုရင် ခဏမိုင်းလမ်းဆောင်ကနေသွားမှာဖြစ်ပြီးတော့မန္တလေးမြစ်ကြီးနာမဟာပြူဟာလမ်းပေါ်မှာရှိတဲ့အုံးပိုင်ရွာလမ်းခွဲကနေညောင်ရင်ရွာကိုဖြတ်ပြီးတော့သွားရမှာပါပြီးတော့ဆန်ဘဲနကိုရွာကအေရရီမြစ်အရှေ့ဘက်ကမ်းမှာရှိပြီးသူနဲ့မျက်နှာချင်းဆိုင် အနောက်ဘက်ကမ်းမှာတော့မလဲရွာရှိပါတယ်ဆန်ဘဲနကိုရွာရဲ့အနီးမှာတော့နမဲကြီးသိန်းတောင်ဝဲရှိပါတယ်သိန်းတောင်ဝဲကဆန်ဘဲနကိုရွာနဲ့ကလျက်ဖြစ်ပြီးတော့ AR မြစ်အထက်ပိုင်းကစုံလာတဲ့တစ်ဖောင်တွေအတွက် ရဏတကားဝဖြစ်ပါရင်ဒါကြောင့်စံပယ်နယ်ကိုမြစ်စိတ်ကတဲတောင်ညာနှစ်ခုမိစာတွေကိုငရဲပို့ပေးမယ်။သခိုင်းတိုင်းမန္တလေးတိုင်းနဲ့ရှမ်းမြောက်တွေစီးရဲအရာအချက်ကြာကြလာနိုင်ပါရင်။ဘာကြောင့်လဲဆိုတော့စံပယ်နယ်ကိုမြစ်စိတ်ကနေတွင်းငယ်ရွာကိုသွားရင်မိနစ်30ဝန်းကျင်ပဲကြာပြီးတော့နောက်တစ်ခုကတွင်းငယ်ရွာလမ်းဆောင်ကနေမုံမိတ်ဘက်ကို သွားရင် အလွန်ဆုံးကြာရင်၂နာရီဝန်းကျင်ပဲရှိပါလိမ့်မယ်။အဓိကပြောချင်တာကတော့စမ်းကျင်ဘက်အင်အားစုတွေရဲ့နောက်မှာ ကမ္ဘာအဆင့်စင်နေပြူဟာအကြံပေးပြီးရှိနေရာကြောင့်ဒါကိုအလေးနဲ့ထားဖော်ပြနေရခြင်းဖြစ်ပါတယ်။ဘလိုပင်စုံနေစေကမူကမ္ဘာအဆင့်စစ်ပညာရှင်တွေနဲ့မြန်မာတပ်မတော်ရဲ့ကြီးရည်လေးစစ်စင်ရေးကြီးကမကြမီထိတ်တိုက်တွေ့ရောမှာပါ။ဒီချိန်ရောက်မှ NASA ကတပ်တွေရဲ့ပြောင်မြောက်တဲ့စင်နေပြူဟာကိုလက်တွေ့ကြကြမြင်တွေ့ရပါလိမ့်မယ်လို့ဖော်ပြလိုက်ရပါတယ်ရှင်။